ဒီနေ့ detox water အကြောင်းလေးပြောကြမယ်ဒီနောက်ပိုင်းမှာဆိုရင် coffee sign နေထိုင်ရင်တော့မှနော်ရေထဲမှာအသီးလေးထည့်ထားတာ၊ပူစီနံလေးထည့်ထားတာတွေနဲ့ဒီလိုမျိုး detox water တွေကိုတော်တော်များများတောင်မှတောက်လာကြတယ်၊လုံလာကြတယ်။ဆိုတော့ဒီနေ့ ဒီ detox ဆွာတာနဲ့ပတ်သက်ပြီးတော့အာဘယ်လိုလုပ်တာလဲအသူရဲ့ကောင်းကျိုးကဘာရှိလဲသူမကောင်းတာဘာရှိလဲဒီ detox ဆွာတာတဲ့မှာဒီအသီးတွေထည့်လိုက်တဲ့ချိန်ကျရင်ဘာတွေကရည်တွေကိုဝင်ပြီးတော့ဘာတွေကရောအသီးထဲမှာကျန်ရရလဲတနင်္ဂနွေတောက်ဖို့အတွက်ရောအဆင်ပြေရလားဆိုတဲ့အကြောင်းလေးကိုဒေါက်တာပြောပြပေးမှာဖြစ်ပါတယ်မင်္ဂလာပါဒေါက်တာယူရီပါ အေးပြချမ်းမရင်းတဲ့အလှပကို knowledge sharing မြန်လုပ်ပေးနေတယ်အလှပရေးရဆောင်ဝင်လည်းဖြစ်တယ်လို့အမျိုးသမီးချမ်းမရေးကြောင်းတွေကိုလည်းဘူသူတာမြန်မျှဝေပေးနေတယ်အလှပရေးရဆောင်ဝင်ဖြစ်ပါတယ် ဒါရာအနေနဲ့လက်ရှိမှာ service ပေးထားတာဆိုရင်တော့101 consultation ရှိမယ်အဲတချို့ကကျတော့အရေးပြပြဿနာလေးတွေ skin care ရွေးခိုင်းတာလေးတွေအဲရှိကြတယ်အဲ့လိုမျိုးဆိုရင်တော့ဒေါက်တာနဲ့101 consultation လုပ်လို့ရတယ် appointment ကြိုးလုပ်လို့ရတယ်အဲ့ဒီတော့ကကျတော့ Facebook အာမှာ chat box မှာမေးရမှာဖြစ်ပါတယ်အာနောက်ထပ်ဒေါက်တာဒီ subscription fees နဲ့တော်ထားတဲ့ podcast တွေနှစ်ခုတော့ရှိတယ်အဟာက Telegram နေပြီးတော့နားထောင်ရတာဖြစ်ပါတယ်အာ ခေါင်းစဉ်နံပါတ်1ကကြတော့အာတကူရေတန်ရှင်းမှုနဲ့အနက်သက်ကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါအဓိကအထင်းရလေးတွေကိုထားခဲ့လို့တာတာဖြစ်တယ်အာသူတို့ခန္ဓာကိုယ်အနက်သက်တွေကိုဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့အကြောင်းပေါ့ အဲနောက်တစ်ခုကကြတော့ filler အကြောင်းသိကောင်းစရာဆိုတဲ့အကြောင်းလေးပါအဲသူကကြတော့အော်ရူဒီနောက်ပိုင် filler တွေထိုးတယ်အသက်အန္တရာယ်တွေဖြစ်ကြတယ်နေမှာအာငွေကြီးစမပြူဒါပေမဲ့လှကျင်တဲ့ဆရာမဟုတ်တဲ့လူတွေနဲ့ထိုးတယ်ဆိုတော့နောက်ပိုင် complication တွေအများကြီးပြီးတကယ်ပြဿနာဖြစ်တဲ့ချိန်ကြတော့လေအာဘယ်သူမှလည်းကိုမကူပေးနိုင်အောင်အဲ့လိုမျိုးနေထားရအများကြီးဖြစ်လာတဲ့ချိန်မှာအာ public ကိုဒါအာဘူးဒါတော့ sharing လုပ်ဖို့တော့လိုအပ်လာတယ်ပေါ့နော်ဒါပေမဲ့ဒီ topic ကကျတော့အရင် sensitive issue ဖြစ်တာဖြစ်တဲ့အတွက်ဒါတာ subscription fees လေးနဲ့ပဲသွားထားတယ်ပေါ့နော်ဆိုတော့ဒီဟာဒီတော့လည်း join ရနေဆိုရင်တော့ Facebook ကနေပြီးတော့ဒါတာ you you share ပါပြီးတော့ဒီ chat box ကိုတစ်ခါတည်းတက်သွားလို့ရပါတယ်ကဲဒါတော့ရဲ့ detox water အကြောင်းလေးအာပြောအောင်ဆိုတော့ detox water ကကြတော့သူက အပုံမှန်ရိုးရိုးဒါတို့တောက်နေကြသည် regular water ရိုးရိုးရေပဲအဲ့ဒီရေကိုဒါတို့က ingredient ထည့်လိုက်တဲ့ဟာတမျိုးပဲပေါ့ natural ingredients ပေါ့သဘောကပေးတဲ့ဟာလေးတွေကိုဒါတို့ဒီရေထဲကိုရောထည့်ပြီးတော့ပေါင်းစားလိုက်တာတော့ဒါတို့က detox water လို့သုံးတယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာကကြတော့အဒီ fruits အာပါမယ်အဲ့ဒီရေတွေထည့်လို့ရတာဆိုရင်အသီးတွေလည်းထည့်ကြရတယ်အာလီမွန်တို့ orange တို့ berries တို့ထည့်ကြရပေါ့နော်အာပြီးတော့ vegetables တွေလည်းထည့်လို့ရတယ်အာဒီ cucumber တွေထည့်တာတော့အာအတွေ့များတယ်အာပြီးတော့ herbs တွေလည်းထည့်လို့ရတယ်ပေါ့နော်ဆေးဘက်ဝင်တဲ့အပင်တွေပေါ့နော်အာဒီဒီ main တို့အာပြီးတော့နောက်တစ်ခုဒီ အာ ginger တို့အဟာလေးတွေလည်းထည့်လို့ရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ detox water ဆိုပြီးတော့ပေးတာကြတော့သူ့ရဲ့နာမည်အရာကကြတော့သူ detox လုပ်ပေးနိုင်တယ်ပေါ့နော်ဒါတွေတောင်းလိုက်တဲ့အချိန်ကြရဲဆိုရင်ဟိုဦးရှင်းနေအဲ့လိုမျိုးပုံစံနဲ့ နာမည်ကိုမှဲ့ထားတယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့အာလူတွေအများကြီးအာမှားသွားတာကကြတော့ထင်အောင်ထင်မှားဖြစ်သွားတာကကြတော့ဒီဟာပဲတဏီကိုထိုင်ပေါက်လိုက်တဲ့ချိန်ကြရင်ဆိုရင်အာငါတို့ဥပါရှင်သွားတယ်ဆိုတော့အာခံယူချက်မျိုးရှိကြတယ်ပေါ့နော်ဒီ detox ဆိုတာလည်းဆိုတော့အဟဟုတ်မဟုတ်ဆိုတော့ဒါတို့ဆန္ဒထောက်မှုတော့လုပ်မယ်နော်โอเค SO ရင်တို့ ဒီထောက် water ကိုဘယ်လိုလုပ်ကြလဲဆိုတော့တို့လိုချင်တဲ့အသီးလေးတွေယူတယ်ကိုစားချင်တဲ့အသီးလေးတွေအဟာယူပြီးတော့ဒါကို အော်ဒါတို့ဟိုကလီးတယ်ပေါ့နော် slide လုပ်တယ်ပြီးအချိန်ကြာရေးတွေကိုအာဒါတို့ထည့်တယ်ဆိုတော့ဖန်ခွဲဘူးလေးတွေတဲမှာဒါတို့ထည့်ကြတယ်ပေါ့နော်ဆိုတော့သူကကျတော့တနာကြီးကနေ7နှစ်နာရီအတွဲတော့နှံ့ထားနိုင်တယ်ဆိုရင်တော့ပိုကောင်းတယ်အာသူကကျတော့လုပ်ပြီးပြီဆိုတော့အဲရေခဲတစ်တာထဲမှာပဲထည့်လိုက်တယ်ဆိုရင်တော့အာပို့ပြီးတော့အဆင်ပြေတယ်အာပြီးအချိန်ကြာမှာဒါတို့ဒီ24နာရီအတွဲမှာကိုပြုလုပ်ထားတဲ့24နာရီအတွဲမှာတောက်ပြီးရယ်ဆိုရင်ရပါပြီဆိုတော့အားအ ော့24နာရီအတွင်းမှာဖြည့်ရင်တော့အကောင်းဆုံးပဲပေါ့နော်ကိုတောက်တဲ့ဟာကအိုနှစ်ရက်နဲ့အထက်တည်း၃ရက်နဲ့အထက်တည်းတပတ်စာကြီးကြီးလောက်ထားပြီးတော့တော့တော့အာမပေးဘူးပေါ့နော်ဆိုတော့ကိုထဲတဲ့ အာလိုက်ဖက်တဲ့အတွဲပေါ်မူတည်ပြီးတော့ရတဲ့ benefit တွေတော့ကွာတယ်ပေါ့နော်ဥပမာကိုကသမီးရရဲ့ဒီ mage တွေရဲ့ကိုအရွက်တွေရောထည့်လိုက်တယ်ဆိုရင်ဒေါက်တာတို့ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းအစာချီဖြတ်တဲ့စနစ်ကိုပို့ပြီးတော့အာကောင်းစေမယ်ဥပမာအာဒီသခွားသီးတို့ ပြီးနောက်တစ်ခု line note ကို အထည့်ရဲဆိုရင်တော့အာဒါကတော့တို့ရဲ့အရေးပြ hydrating အတွက်ကိုပို့ပြီးရရစေမယ်။သုံးမဟုတ်တော့တို့အာဒီတစ်ချဘူခေါက် cinnamon ဆိုပြီး apple pandi တို့လိုမျိုးထည့်ရဲဆိုရင်တော့တို့ရဲ့ဇီဝဖြစ်စဉ်ကိုခက်မြန်မြန်လုပ်ဖို့အတွက်ကိုမတဘောလေးစင်ကိုပို့ပြီး boost လုပ်ပေးရပါဘောနော်။ဆိုတော့ဒီရေထဲမှာရိုးရိုးရေထဲမှာကိုကဘာအသီးတွေဘာ hubs တွေပေါင်းဆက်ပြီးတော့ထည့်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ရတဲ့ အာ result တွေကတော့မတူဘူးပေါ့နော်ဒီဟာတွေကတော့ရှားရတာလွယ်ပါတယ်အအမီးအဆက်ဆိုတာထက်ဆိုင်တာတို့ကိုကဲဟိုသွားပြီးတော့အလုံးများတယ်သူတို့ detox ဆိုတာအလုံးများတယ်အာပုံစံလေးတွေကိုအာဒါတို့ inspire ယူလို့ရတယ်ပြီးတော့ result လေးတွေကိုကြည့်ပြီးတော့ကိုရကျင်တဲ့ result ပေါ့ဥပမာအရေတဲ့မြင်များရကျင်တာလားဒါရေးလာကျင်တာလားအစာရင်နဲ့ဦးလန်းချောင်းကောင်းကျင်တာလားအဲအဲ့လိုမျိုးပုံစံနဲ့ ဖန်တီးပြီးတော့ဒါတို့အော်ဒီလိုအပ်တဲ့ ingredients ကိုပေါင်းစပ်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်ဆိုတော့အဆိုရင်တို့ဒီဒီအရာတွေကိုအာရေထဲမှာစိမ့်လိုက်ပြီဆိုရင်အကုန်လုံးကလုံးဝအာ nutrients တွေပြည့်ပြီးအာဟာရတွေပြည့်ပြီးဖြစ်သွားတာလားဆိုတော့မဟုတ်ဘူးအဲ့လိုလည်းမဟုတ်ပြန်ဘူး။ तू ကဒီပစ္စည်းလေးတွေတို့တီးတွေရေထဲကိုထည့်လိုက်တဲ့အချိန်ကြာရင်ဆိုရင် အသီးတွေရဲ့ဒီ fruit တွေမှာပါ water soluble vitamin ဆိုတဲ့ဟာလေးရှိရယ် fat soluble vitamin ဆိုတဲ့ဟာရှိရယ်အဲ့တော့အသီးတွေထည့်လိုက်ပြီးဆို water soluble vitamin ဖြစ်တဲ့ဥပမာ vitamin C တို့လိုမျိုးပေါ့အာဒီ lemon တို့ထည့်တယ်အာဒီ orange တို့ထည့်တယ်အဲ့ဒီဟာတွေကိုတော့တို့မြှုပ်လိုက်ပြီးဆိုရင်ဒီ vitamin C လေးတွေပဲရည်တဲ့ကိုသူကအာထွက်လာမှာ အာဖြစ်တယ်ပေါ့เนาะအဲ့တော့တို့ကအဲ့ဒီရဲ့ detox water သုံးတယ်ဆိုရင်အဲ့ဒီ water soluble vitamin C တွေကိုတော်တော်တို့ကရတာပေါ့အဲ့ဒီအရေးကနေတစ်ဆင့်တကယ်လို့ကို green tea ဖတ်လေးတွေထည့်တယ် berry tea လေးတွေဖတ်ထည့်တယ်အဲ့ဆိုရင်တော့ဒီ polyphenol အာရဲ့အတက်ကိုရမယ်အဟာကြောင့် antioxidants အနေနဲ့ကိုစားရမှာဖြစ်တယ်ဆိုတော့ဒီလိုမျိုးတော့ infuse ပဲဖြစ်တာဖြစ်တဲ့အတွက် သူကမမချိုဘူးသူရဲ့အချိုဓာတ်ကမကဲဘူးဒီရေထဲမှာပဲအသီးလေးတွေစီကနေပြီးနည်းနည်းလေးထွက်လာတဲ့ဒီ water soluble vitamins လေးတွေကိုနည်းနည်းလေးပဲရတာသာဖြစ်တယ်။ Okay အဆိုရင်အသီးထဲမှာဟောဗာချန်ခဲ့တယ်။ခုနကတော့အသီးထဲမှာတကယ်လို့ water soluble vitamin C ရှိနေမယ်ဆိုရေထဲကိုဝင်သွားပြီဖြစ်တဲ့အတွက်အသီးကိုနိုင်ထဲမှာကြတော့ အာဘာပဲကြံခဲ့လဲဆိုတော့သူမှာ fiber dash ရှိနေမယ်အာပြီးတော့ fat soluble vitamin ဥပမာ vitamin A vitamin D vitamin E vitamin K အဟာရကြံခဲ့မယ်တချို့ minerals တွေတွေကြံခဲ့မယ်ပေါ့နော်ဟို potassium တို့ magnesium လိုမျိုးအာကြံခဲ့မယ်ပေါ့နော်အဲ့တော့အာ main ဆရာတခုတော့ရှိလာပါပေါ့နော်အဲ့ဆိုရင် အာဒီ digital အားဟာတွေဂျန်နေမယ်ဆိုရင်တို့ဒီ24နာရီအတွင်းမှာဒီ EU ကိုလည်းတောက်တယ်ဒီအတီးကိုလည်းစားပြီးရဲ့ဆိုရင်ရလာဆိုရင်တက်ရတာပေါ့အဲ့တော့အဲ့ဆိုရင်တော့တို့ဒီ fruit မှာပါတဲ့ဟာလေးတခုကိုတို့ဟိုးစားလိုက်တဲ့လိုမျိုးတော့ဖြစ်သွားမယ်အဲတခုတော့ရှိတယ်ကြိတ်တာမျိုးတွေတို့အရင်ထောင်းတာမျိုးတွေလုတ်ပြီးတော့ထဲ့တယ်ဆိုရင်တော့သူရဲ့ ်ခြိုတဲ့အာနိသင်ပုံစံတော့တစ်မျိုးပြန်ဖြစ်သွားတာပေါ့နော်အဟလိုမျိုးဆိုရင်တော့ဒါနောက်ထပ် podcast လေးတစ်ခုမှတော့ဒါလုတ်ပေးမယ်အဲ့လိုမျိုးအသီးတွေအများကြီးတွေရောကြိတ်ပြီးရချင်းကြရင်ကြတော့အာသူရတဲ့ပုံစံတော့တစ်မျိုးဖြစ်သွားတာပေါ့နော်โอเคအဲ့ဆိုရင် ဒီ fruits ထဲမှာဘာတွေရှိနေမလဲအာဒီ water ထဲမှာရောဘာတွေထွက်သွားလဲဆိုတာတော့သိပြီအဲ့တော့တို့အနေနဲ့ဒီ water ရောနောက်ဆုံးလက်ကျန်တဲ့ဒီအသီးလေးလေးကိုဖတ်လေးလေးပါရောစားပေးနိုင်နေဆိုရင်เนาะအာကောင်းတယ်ကဲတိရမှာကြတော့ဒါဒီအကုန်လုံးကဖြစ်နိုင်နေဆိုရင် 24hour အတွင်းမှာပဲဝင်မရမယ်เนาะโอเคဆိုတော့ကောင်းတာကြတော့ဘာတွေကောင်းလဲတို့အာ ဒီဟာအရသာနည်းနည်းရှိတဲ့ဟာကိုထည့်လိုက်တာဖြစ်တယ်ရေတောက်နှုံးကိုပို့ပြီးတော့မြင့်ပေးတယ်မတိမသားနဲ့တော့ရေတွေဝင်သွားတယ်လို့ဖြစ်တယ်ပြီးတော့တို့ digestion ကို အဲ improve ပို့ပြီးဖြစ်စေနိုင်တယ်။အာအနည်းနဲ့များလေးနည်းနည်းလေးအာတသက်လေးချိုတာမျိုးလေးတွေရှိရဖြစ်တယ်။ sugar intake ကိုအများကြီးတခြားဟာတွေကို short ပေးစေနိုင်တာပေါ့။အာတချို့ Coca-Cola တွေတောက်တဲ့ beverage တွေအရင်တောက်တဲ့ gas အရင်များပြီးတော့တောက်တဲ့လူတွေဆိုဖြတ်ချင်နေပြီဆိုရင်အဲ့ဒီပစ္စည်းကိုဖြတ်ချင်နေပြီဆိုရင်တို့တို့ဒီ detox water နဲ့စားထိုးပြီးတော့တောက်တာမျိုးလေးတွေအာလုပ်ပေးရမယ်။ပြီးတော့ antioxidant ကျွေးဝါတယ်ပေါ့နော်။ဆိုမကောင်းတာပါရှိလေ။မကောင်းတာပါရှိလေဆိုတော့ အဲဒေါက်တာတို့သိရမှာကကြတော့ detox water ကိုသုံးပြီးတောက်နေရတယ်တို့ဒီ fruit ကိုစားနေရတယ်မတူဘူးဆိုတာတော့အဲသိရမယ် detox water က nutrient in contents ကကြတော့အရင်နည်းတယ် အဲနောက်ထပ်မကောင်းတာကကျော်တကယ်လို့ကိုက lemon ဆို vitamin C အများကြီးထည့်တယ်ပြီးတော့ ginger အများကြီးထည့်တယ်တချို့ဆို apple cider vinegar ရှိပေါ့ထည့်ကြတာတွေတွေ့ရတယ်ဆိုအဲ့လိုမျိုးနေထားရဆိုမလိုအပ်ပန်နေရအဘလိုဒင်းဖြစ်တာပေါ့နော်အစာအိမ်မကြည်ဘူးအစာအိမ်ကပြန်ပြီးတော့အမကြည်မလဲဖြစ်တာပေါ့အစာခြေစနစ်ကပြန်ပြီးတော့မမှန်ဘူးပြန်ဖြစ်သွားတယ်ဟုတ်တယ်ဒီတော့ water သုံးလို့စာခြေစနစ် ဖြစ်တယ်။ဒါပေမဲ့ကိုထည့်ရတဲ့ ingredients ပေါ်မှာမူတည်ပြီးတော့လွန်ကဲပြီးတော့တခါအစာချေစနစ်ကပြန်ပြီးဒုက္ခရောက်သွားမျိုးလဲအဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့အအရင် over dose ရေမဖြစ်အောင်ထည့်တာတွေအရင်မများအောင်တော့ queue size တဲ့နေလို့တော့အကျံပြုတယ်ပေါ့နော်။အဲ့တော့အခုဆိုရင်လာပြီပေါ့နော် range စိတ်ဝင်စားတဲ့ဘိုင်းပေါ့။အာဘာမှမစားတော့ဘူး weight ချမယ်။ငါအရင်အ1ချုပ်တယ်။ ့ weight loss ချက်ချင်းဖြစ်ခြင်းနဲ့အာ detox water နဲ့ဒီအရေနဲ့ပဲဒီအသီးလေးတွေအာ slide လုပ်ပြီးဒီအရေကိုပဲငါတရက်လုံးထိုင်တောင်းမယ်24 hour အဲဆိုရင်ငါ weight ကျမှာပဲဆိုတော့အာဒီ concept ကြီးရှိနေတယ်ဆိုရင်တော့ MLD ကပြောရမယ်ဆိုရင်တော့ကျမှာမဟုတ်ဘူးဘာဖြစ်လို့ကျမှာမဟုတ်ဘူးလဲဆိုတော့အဲ့လိုမျိုးခြားကျင်နေဆိုရင်ရိုးရိုးရေတောက်တာလိုမျိုးပုံစံပဲသွားပါလိမ့်မယ် တော်တို့ဒီတကယ်တမ်းမှန်ကန်ဝိတ်ချခြင်းနဲ့ဤပေါ့နော်ဘလို့ပြောမလဲသူဟာ ਨੇ သူကြစ်ကြစ်လစ်လစ်နဲ့အသားရောအစီရောကပ်ပြီးရော firm ဖြစ်ပြီးရောခန္ဓာကိုယ်တစ်ခုလုံးကြစ်ပြီးရော fit ဖြစ်တဲ့အနေထားတစ်ခုကိုနီးမှန်လမ်းမှန်နဲ့ချခြင်းနဲ့ဆိုရင်ဘယ် detox water မှမလာဘူးပေါ့နော်အဲဟာလေးတစ်ခုသိဖို့လိုတယ်အာအဲ့ဒီခါလေးက short term မှာတင်တော်တို့ဒီအစာမဝင်တော့လို့ တော်တို့ဒီအဲ့လိုအီးပါလိုက်တယ်ဝမ်းသွားလိုက်တယ်အဲ့ဒီ weight တွေအကုန်ကျသွားလို့လူက dehydration ဖြစ်သွားလို့ကျသွားတဲ့ short down weight loss ပါဖြစ်တယ်ခုနကလိုမျိုးနီးမှန်လမ်းမှန်ကြည့်ပြီးတော့သွားတယ်ဆိုရင် weight loss ကဘာနည်းပဲရှိမလဲဆိုရင် calorie ရို deficit လုပ်ရင်လို့ပြီးတော့ movement နဲ့တခါတည်းမြဲမြဲသွားကအစားအစားအစာကိုကိုယ့်ရဲ့အဲတနေ့တာစားရမယ့် calorie ကို300 လျှော်စားပြီးတော့အာ exercise နဲ့ movement တွေတော့ exercise မလုပ်နိုင်ဘူးဆိုရင်လည်းပဲရက်ွက်တစ်ပတ်ပတ်ပြေးတာလို့လေကားတွေတက်စင်လောက်တာလို့ကြိုးခုံတာလို့အဓိက move လုပ်နေဖို့လိုမယ်အဲ့ပြီး fiber များများစား exercise တွေထားလို့အဲ့ဟာလုံးဝလုံးဝဖြန့်လန်းမရှိဘူးအဲ့တော့ကပေါ့ဆိုတော့ဒီ detox water နဲ့ဒါတို့ဒီ weight loss တွေသွားနေတဲ့ဟာကြတော့ဘာပဲနောက်ဆုံးဟို result အနေနဲ့ရသွားနိုင်တယ်ဆိုတော့ရှိသမျှသဘင်ကြီးကျွတ်သွားတယ် အဲ့လိုပဲဖြစ်သွားလိမ့်မယ်ဆိုတော့ဖြစ်လို့လဲဆိုတော့တို့အကုန်လုံး cover up ပြန်လုပ်ရမယ်ဆိုရင်ဇမီးမှာ nutrient အရင်လိုတယ်လေအာယုံလိုတယ် minerals တွေလိုတယ်အများကြီးသူ protein ချေလိုတယ် ိုဝေးချတာတခုတွေကိုပဲကြည်လိုက်တဲ့ချိန်မှာတချို့ခန္ဓာကိုယ်ကတချို့လိုအပ်တဲ့ cells တွေကလိုအပ်တဲ့ nutrients ကိုမရတော့တဲ့ချိန်မှာဒီ detox water တခုတွေကနေပြီးတော့ဒီ whole day ကို detox water တခုတွေသွားဖြစ်တဲ့အတွက်လိုအပ်တဲ့ဟာကျန်တာတွေကျန်တဲ့အရာတွေ survive လုပ်ဖို့အတွက်ကိုသူ nutrients တွေမပေးနိုင်တော့တာဖြစ်တဲ့အတွက်ပြဿနာတက်လာနိုင်တယ်ပေါ့နော်ပြီးတော့လည်းပဲဒါဒီ short term weight loss ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ဒါလေးကိုတော့နည်းနည်းတတိချက်စီချင်တယ်ပေါ့နော်ဆိုတော့အော်မဟုတ်ဘူး အာစားတာဒီဒီတော့စွာကတောင်းနှိမ့်ကင်းပိုင်းလောက်ပဲစားတာမနက်ပိုင်းကကိုယ့်ကိုစားတော့စားတယ်ရေလည်းပုံမှန်တောက်တယ်ညဘက်လည်းပုံမှန်စားရတယ်ပုံမှန်တောက်တယ်ဒီတော့စွာတောက်ကိုဒီတိုင်းပဲနှိမ့်လေလောက်ကိုခဏအာတောက်တာတနိုင်းနိုင်းသုံးနိုင်းလောက်ကိုဒီတိုင်းပဲ sip လုပ်ပြီးတော့တောက်တောက်နေရအစင်ပြေလာတာအနည်းရှိလားဆိုရင် no လုံးဝအနည်းမရှိဘူးအဲ့လိုမျိုးဆိုရင်တော့အရှင်အားပေးရတောက်ပါရတယ်အစင်ပြေပြီးတော့အထဲကအသေးလေးတွေလေးတခါတယ်စားပါတော့ တော့အဲ့လိုမျိုးဟာကဒီတော့ဆိုတာနိမ့်မှလမ်းမှပဲဖြစ်တယ်။ဟိုဒီဒီတော့ water စီကအများကြီးကိုက expert လုပ်ပြီးတော့ကြီးကြီးရည်လုပ်နေတာမျိုးတော့လုံးဝမဖြစ်သင့်ဘူးလို့တော့ယူဆတယ်။ဘာလို့မဖြစ်သင့်ဘူးဆိုတာလည်းအခုလည်းပြောပြခဲ့ပြီးပါပြီပေါ့နော်။ဆိုတော့ဒီ video ကတော့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ comment မှာကြိုးရှိရှိကိုလည်းတော်တော်ပြောပြပေးရလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။